ျမတို့ချင်းရတဲ့တိလေးတွေကသူတို့နေမကောင်းဆိုတာလူတွေလူတော့ပြုံးပြတတ်ကြပါဘူး။ဒါပေမဲ့သူတို့နာကျင်နေရပါတယ်ဆိုတာကိုတော့အမှုရရင်နဲ့ပြတတ်ကြပါတယ်။ဒီဗီဒီယိုလေးထဲမှာတော့ဖားဒယ်ဒီမာမီတို့အနေနဲ့ချစ်ရတဲ့ကလေးလေးနေမကောင်းဖြစ်တာကိုစောစောသတိထားမိနိုင်မယ့်အချက်၅ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်၁ရုတ်တရက်အပြုတ်မှုပြောင်းလဲခြင်း။ချစ်ဖို့ကောင်းနေတတ်တဲ့တိလေးတွေကအရှောင်ဖက်ဖက်ဖြစ်လာမယ်။ မှိုင်တွေနေမယ်အထိမခံပူတိပုတ်တက်လောက်တာမခံတော့ဘူးဆိုရင်တော့သူတခုခုနာကျင်မှုဖြစ်နေတာဒါမှမဟုတ်ရင်နေမကောင်းတာမျိုးဖြစ်နိုင်ပါတယ်ဒီလိုပြောင်းလဲတခုခုကပထမအုံဆုံးသူတို့နေမကောင်းနေကြောင်းသိစေတဲ့အချက်တခုဖြစ်ပါတယ်လမ်းလျှောက်ပုံမူမှန်ခြင်းပုံမှန်တရီလေးတွေကခုံပေါက်နေကြစော်ကစားနေကြအတိုင်းမခုံပေါက်တော့ဘူးပုံမှန်လဲလျှောက်တဲ့အတိုင်းမလျှောက်တော့ဘူးဆိုလို့ရှိရင်တော့သူတို့ခြေထောက်မှာတခုခုဖြစ်နေလို့ဖြစ်ပါတယ် ဟိုတမန်အတိုင်းမဟုတ်ဘဲနဲ့အချို့ကိစ္စတွေမှာဆိုလို့ရှိရင်ဒီထက်ပိုပြီးဆိုးတဲ့ age တွေရှိတတ်ပါတယ်။ဒါကြောင့်မို့လို့တမန်ထက်နည်းနည်းပဲပိုရှာပြောင်းသွားရဲဆိုရင်တော့အသက်ကြီးတဲ့တိတ်လေးတွေအတွက်ဆိုလို့ရှိရင်အထူးသတိထားဖို့လိုပါတယ်။ ညီးတွားခြင်းသို့မဟုတ်ပုံမှန်မဟုတ်သောအတန်ထွက်ခြင်းအကြောင်းရင်းတစုံတရာမရှိဘဲနဲ့အတန်တစ်ခုထွက်လာတာမျိုးပေါ့နော်ခွေးဆိုရင်ဆူဆူဝါဥလိုက်တာမျိုးကြောင်းဆိုရင်လည်းနာလို့ဖြစ်သွားတာမျိုးအဲ့လိုဖြစ်သွားရင်တော့တို့ဒါနာနေတာကိုတို့နီးတို့တို့ဟန်နဲ့ပြောပြနေတဲ့အချင်းဖြစ်ပါတယ်အဲ့လိုကြုံရပြီဆိုရင်တော့ဘဲချိန်မှာဖြစ်နေရလဲလှုပ်ရှားတဲ့ချိန်မှာဖြစ်တာလားကင်မြင့်ဖြစ်တာလားဘယ်နေရာကိုထင်ဖြစ်တာလဲအဲ့ဒါကိုမှတ်ထားဖို့အရေးကြီးပါတယ်စားတော့တဲ့အလေးထားသို့မဟုတ် ကိုတန်ရှင်းမှုပေါ်ပြောင်းလဲခြင်းအစားတောက်ရေတောက်တာတဖြည်းဖြည်းနဲ့ယောနေလာတာက သွားနာနေတာနေမကောင်းတာဒါမှမဟုတ်ရင်အခြားအတွင်းရောကတခုခုဖြစ်နေတာဖြစ်နိုင်ပါတယ်နောက်တစ်ခုကတနည်းရတဲ့ဟိုပဲအလွန်မင်းတန်ရှင်းမှုကြိုးစားနေတာဒါမှမဟုတ်ဘူးဆိုလုံးဝတန်ရှင်းမှုမလုပ်တော့တာဆိုရင်အဲ့နေရာမှာနာကျင်မှုကြီးရှိနေတတ်ပါတယ်ဒီ symptom တွေဆိုလို့ရှိရင်တော့ကြောက်နေမှာအထူးသတိထားဖို့လိုပါတယ်အလွန်မင်းမောဟိုက်နေခြင်းအသက်ပြင်းပြင်းရှူခြင်း အသက်ပြင်းပြင်းရှူတာကအများအားဖြင့်အမောတက်တောင်လောက်တဲ့ခန္ဓာပြင်ဆင်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အချို့အချိန်တွေမှာတော့နေမကောင်းကြောင်းပြတဲ့ဝိသေသလက္ခဏာတစ်ခုဖြစ်ပါတယ်။တင့်ခွေးတို့မဟုတ်ကြောင်းကအယမ်းမပူတဲ့အချိန်မှာတော့အသက်ပြင်းပြင်းရှူနေရတယ်။တနေရာထဲမှာမနေနိုင်မဲနဲ့ဟိုနေရာလှည့်လိုက်ဒီနေရာလှည့်လိုက်ဖြစ်နေပြီဆိုလို့ရှိရင်တော့ဆရာဝန်စီကိုတွားရောက်စစ်ဆေးဖို့အချိန်တန်ပြီဖြစ်ပါတယ်။ တိလေးတွေရဲ့နေမကောင်းဖြစ်နေကြအောင်ချက်ပြတာကသတိမပြုမိရင်အချိန်နေပြင်းထန်မှာသတိပြုမိညာမျိုးဖြစ်နိုင်ပါတယ်။ဒါကြောင့်တစ်ခုခုမှားနေပြီလို့ထင်ရင်ဆေးရုံဆေးကမ်းမှာချက်ချက်သွားရောက်စစ်ဆေးဖို့လိုပါတယ်။ဆေးရုံဆေးကမ်းမှာစစ်ဆေးကုသမှုခံယူတာကဆိုးရတဲ့အခြေအနေတွေကိုကြုံတွေ့ရခြင်းမှာကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။တိလေးတွေကိုကျန်းမာချမ်းသာတဲ့ဘဝကိုပေးနိုင်အောင်ဆောက်ရှောက်နိုင်ကြပါစေလို့ဆန္ဒပြုရင်းဒီဗီဒီယိုလေးကိုနှီးကုန်းချုပ်ပေးပါစေ။ကျမကတော့ဒေါက်တာချမ်းပါတရိတ်ဆန်ဆေးကုဆရာဝန်တယောက်ဖြစ်ပါတယ်။